မလေးမျိုးရှိရွှေသားမဏိရွှေဆိုင်ကိုပျောက်ကြားဝဲလူနှုတ်ဦးပါဝင်ဓမြ၅ဦးကမင်းကဓမြဝင်ရောက်တိုက်ခိုက်သွားပြီးရွှေ23ကျပ်ပါရှိသွားကြောင်းသိရှိရပါတယ်။ဧပြီလ28ရက်နေ့ဝန်လဲ2:58မိနစ်အချိန်ချမ်းမြတာရီမြို့နယ်အောင်ပင်လေရက်ကွက်103လီလန်ကြား55လမ်းပေါ်ရှိရွှေသားမဏိရွှေဆိုင်ကိုလူ၅ဦးကလက်နက်များဖြင့်ဝင်ရောက်ဓမြတိုက်ခိုက်ကြောင်းဓမြ၅ဦးတွင် နှစ်ဦးမှပျောက်ကြားဝတ်ဆောင်ဝတ်ဆင်ထားကြအောင်အဆိုပါလူငါးဦးကဟွန်နာအင်ဆိုက်အမဲရောင်ရေအမတ်နန်းအိုင်လေးခွန်ကိုကိုဖြင့်လာရောက်ခဲ့ကြောင်းသိရှိရပါသည်ရွှေဆိုင်ဓမြတိုက်ခိုက်ခံရမှုကြောင့်ရွှေ23ကျပ်သားကနေ iPhone 11ပါသောကြောင်းလက်ရှိအချိန်ထိဓမြတိုက်သည့်တရားခံများကိုဖန်ဆီးရရှိခြင်းမရှိသေးဘူးလို့သိရှိရပါသည်မန္တလေးမြို့ပေါ်တွင် မတ်လ28ရက်နေ့စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်ခုဆုံလူရုံများနဲ့လူရဲတပြက်မြောင်မကြာခဏဖြစ်ပွားလို့ရှိကြောင်း မနေ့ဒေသခံပြည်သူများကပြောဆိုနေကြပါတယ်အဲ့ဒါခုနှစ်ခုရှိတယ်အဲ့ဒါခုနှစ်ခုလောက်ရှိတယ်အသေးလေးတော့ခုနှစ်ခုပြအသေးလေးဆိုပထမပြီးတော့ခုနှစ်ခု ဖုံးယူရတယ်ဖုံးဖုံးအတိလေးဆိုခုခုနောက်ယူတာနောက်ယူတာနှစ်ခုကိုးခုပြခုရေခုဒီကောင်အိုင်ဖုန်းမန်အိုင်ဖုန်းကိုဒီစားကြည့်ပြီးယူတာဒီဖုန်းဖွင့်နေစင်တော့ဘာဖြစ်မှာရိုက်